မင်္ဂလာပါစိတ်ပြည့်စုံမှုတွေခံစားနေရတဲ့သူတွေဝန်ထုပ်ဝန်ပိုးတွေများပြားတယ်လို့ခံစားနေရတဲ့သူတွေလက်ဆက်တဲ့တွေးခေါ်တဲ့တွေကိုရှာဖွေနေတဲ့စိတ်ပညာအကြောင်းစိတ်ဝင်စားတဲ့သူတွေရှုထောင့်အသစ်တစ်ခုကိုရှာဖွေနေတဲ့စိတ်ငြိမ်းချမ်းရေးနည်းလမ်းတွေကိုဝါသနာထက်သန်တဲ့သူတွေအတွက် mindful day ဆိုတဲ့စာအုပ်ကို summary အနည်းချုပ်ပြီးတော့ဝေမျှပေးသွားပါမယ်ဒီ mindful day စာအုပ်ကစိတ်ငြိမ်းချမ်းခြင်းရဲ့အကောင်းကျိုးတွေကိုရှာဖွေလေ့လာထားပြီးတော့ ဒီလိုငိမ့်ချက်အောင်လှုပ်ဆောင်နိုင်တဲ့နီလန်းတွေကိုတင်တို့ရဲ့နေစဉ်ဘဝမှာဘယ်လိုမျိုးလေ့ကျင့်လိုက်နာကျင့်သုံးရမလဲဆိုတာကိုရှင်းပြပေးထားပါတယ်။စိတ်ငြိမ်းချမ်းမှုရရှိအောင်လေ့ကျင့်ခြင်းစိတ်ငြိမ်းချမ်းမှုရရှိအောင်လေ့ကျင့်ခြင်းကတင့်ကိုအတိတ်ကအကြောင်းအရာတွေထဲမှာပဲနှမြုံမနေရအောင်အနာဂတ်ကိုတွေးပြီးတော့လဲစိတ်မောမနေရအောင်လို့ကိုညင်ပေးနိုင်ပါတယ်။ကိုယ်ကာယလေ့ကျင့်ခန်းတွေကကျွန်တော်တို့ရဲ့ကျန်းမာရေးတွေအတွက် ကောင်းမွန်စေတယ်ဆိုတာသိကြပါတယ်။ဒါပေမဲ့ကျွန်တော်တို့ရဲ့စိတ်ကိုလည်းလေ့ကျင့်ခန်းတွေပြုလုပ်ပေးခြင်းအားဖြင့်လည်းကောင်းကျိုးတွေရရှိလာနိုင်ပါတယ်။ကျွန်တော်တို့ရဲ့စိတ်လေ့ကျင့်ခန်းတွေကို စတင်ပြီးတော့မလေ့ကျင့်ခင်မှာစိတ်ငြိမ်းချမ်းမှုတွေအကြောင်းနည်းနည်းလောက်ပြောပြချင်ပါသေးတယ်။စိတ်ငြိမ်းချမ်းမှု mindfulness ဆိုတာကကျွန်တော်တို့ရဲ့အတွင်းပိုင်းစိတ်ခံစားချက်တွေစိတ်ထဲမှာဖြစ်ပေါ်လာတဲ့အရာတွေဒါမှမဟုတ်လက်ရှိ ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်ကိုအာယုံစိုက်ပြီးတော့ပြန်လည်ကြည့်ရှုခြင်းအဖြစ်ရရှိလာတဲ့သိရှိမှုတတိထားတတ်မှု awareness တွေဖြစ်ပါတယ်ဒီထပ်ပို့ပြီးတော့ပြောရမယ်ဆိုရင်တော့စိတ်ငြိမ်းချမ်းမှုဆိုတာကျွန်တော်တို့ရဲ့စိတ်ထားကို ပြောင်းလဲပစ်ခြင်းပဲဖြစ်ပါတယ်စိတ်ငြိမ်းချမ်းမှုဆိုတာကကျွန်တော်တို့ရဲ့စိတ်ထားကိုပြောင်းလဲပစ်ခြင်းပဲဖြစ်ပါတယ်ကိုယ့်ရဲ့အာယုံစိုက်မှုတွေနဲ့စိတ်အတွင်းပိုင်းတဲကိုပြန်ကြည့်လိုက်တဲ့အခါမှာ ကိုယ့်ရဲ့အပြုသဘောမဆောင်တဲ့အလေးချင်းတွေကိုပြန်လည်တရိထားမိတာတခြားသူတွေအပေါ်မှာရုပ်တရက်ဆုံးပြတ်ချက်ချမှုတွေပြုလုပ်လိုက်တာကိုယ့်ကိုယ်ကိုပြန်လည်ဝေဖန်သုံးသပ်တာ အရာအလုံးကို ထိန်းချုပ်ဖို့ကြိုးစားနေတာစတဲ့စတဲ့အရာတွေအလုံးကို ပြန်လည်တွေးရှိလာမှာဖြစ်ပါတယ်ကိုယ့်ကိုယ်ကိုဒီလိုအရာတွေကိုသိရှိအောင်လုံဆောင်ခြင်းအဖြစ်ဒီအလေးချင်းတွေကိုပြောင်းလဲနိုင်ဖို့အတွက်စိတ်ငြိမ်ချမှုကကျွန်တော်တို့ကိုကူညီပေးနိုင်မှာဖြစ်ပါတယ်ပို့ပြီးတော့ ပွင့်လင်းတဲ့စိတ်ထားမျိုးတွေဖြစ်လာဖို့ပို့ပြီးတော့လက်ခံတတ်ဖို့ပို့ပြီးတော့ပြောင်းလဲခြင်းစိတ်တွေရှိလာဖို့အတွက်တွန်းအားပေးနိုင်မှာဖြစ်ပါတယ်။စိတ်ငြိမ်းချမ်းမှုရှိခြင်းရဲ့အဓိကအချက်ကတော့ကျွန်တော်တို့ကိုလက်ရှိပစ္စုပန်ကာလအပေါ်မှာပဲအာယုံစိုက်မိအောင်လို့ကူညီပေးနိုင်ခြင်းဖြစ်ပါတယ်။ Harvard တက္ကသိုလ်ကပြုလုပ်ခဲ့တဲ့လေ့လာချက်တွေအရလူသားတွေရဲ့စိတ်ကလက်ရှိပစ္စုပန်ကာလအပေါ်မှာ53ရာခိုင်နှုန်းလောက်ပဲအာယုံစိုက်တတ်ကြတယ်လို့ဆိုပါတယ်။ ဆိုလိုချင်တာကတော့သင်ရဲ့စိတ်ပိုင်းဆိုင်ရာအတွေးတွေရဲ့တဝက်နေပါလောက်ကိုအတိတ်ပဲမရှိတဲ့အတွေးတွေနဲ့ပြည်နေစေတာဖြစ်ပါတယ်။ဘယ်ယာတွေကဖြစ်ပြသွားခဲ့ပြီးဘယ်ယာတွေကအနာဂတ်မှာဖြစ်လာမလဲဆိုတာကို လိုက်လံခွဲခြံစိတ်ဖြာနေပြီးတော့အချိန်တွေကုန်နေစေတာဖြစ်ပါတယ်။စိတ်ငြိမ်းချမ်းမှုကိုရရှိနိုင်ဖို့အတွက်စိတ်ငြိမ်းချမ်းမှုကိုရရှိနိုင်ဖို့အတွက်ရုပ်ရှင်နဲ့နီလအနေငယ်ကိုပဲ သင်ယူလေ့လာဖို့လိုအပ်ပါတယ်။စိတ်ငြိမ်းချမ်းမှုရရှိနိုင်ဖို့အတွက်ပထမဆုံးသိဉ္ဇဉ်ခြေလမ်းကတော့အဓိကကျတဲ့နိလန့်တချို့ကိုသင်ယူလေ့လာဖို့ဖြစ်တယ်။ဒီနိလန့်တွေက ပို့ပြီးတော့တည်ငြိမ်တဲ့ပြင်းပြမှုရှိတဲ့စိတ်ထားမျိုးဖြစ်လာဖို့အတွက်အခြေခံဖောင်ဒေးရှင်းတစ်ခုဖြစ်လာပါလိမ့်မယ်။ပုံမကောင်းမွန်တဲ့ဆုံးဖြတ်ချက်တွေချမှတ်နိုင်ဖို့အတွက်ကုညီပေးနိုင်ပါလိမ့်မယ်။ပထမဦးဆုံးနိလန့်ကတော့စိတ်ငြိမ်းချမ်းမှုရှိစွာ အသက်ရှူလေ့ကျင့်ခြင်း mindful breathing ပဲဖြစ်ပါတယ်။ဒီနည်းလမ်းကိုပဲနေရပဲအချိန်မျိုးမှမဆိုပြုလုပ်လို့ရပါတယ်။ဒီလေ့ကျင့်ခန်းကကိုယ့်ရဲ့စိတ်ကရှောက်တွေးနေတဲ့အချိန်မျိုးမှာနေစဉ်ဘဝမှာအဆင်မပြေမှုတွေကြုံတွေ့လာတဲ့အခါမျိုးနဲ့လျင်မြန်စွာစိတ်ထည်ငြိမ်ဖို့လိုအပ်နေတဲ့အချိန်မျိုးတိုင်းမှာပြုလုပ်သင့်တဲ့လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။လှုပ်ရမယ့်နည်းလမ်းကလည်းရိုးရှင်းပါတယ်။ကိုယ်လှုပ်ဆောင်နေတဲ့ဘယ်အရာကိုမဆိုရက်တန့်ဖြစ်လိုက်ပြီးတော့ ကိုယ့်ရဲ့အာယုံစိုက်မှုကိုကိုယ့်ရဲ့အသက်ရှူမှုအပေါ်မှာအာယုံစိုက်လိုက်ဖို့ပဲဖြစ်ပါတယ်။ကိုယ့်ရဲ့နှာခေါင်းဝါကို ရှူသွင်းလိုက်တဲ့လေကို အာယုံစိုက်ထားရပါမယ်။လေကိုရှူသွင်းရှူထုတ်ပြုတ်လိုက်တဲ့အခါမှာကိုယ့်ရဲ့ရင်ဘတ်မှာ တက်လိုက်ကြားလိုက် ဖြစ်သွားတဲ့ခံစားချက်ကို သိနေရပါမယ်။ဒီလိုမျိုးအသက်ရှူလေ့ကျင့်ခန်းကိုပြည့်လုံပြီးပြီဆိုရင် နောက်ထပ်အဓိကကျတဲ့လေ့ကျင့်ခန်းတစ်ခုကတော့ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုပြန်လည်စစ်ဆေးခြင်းဖြစ်ပါတယ် body scan ဖြစ်ပါတယ်ဒီလေ့ကျင့်ခန်းကိုပြုလုပ်ဖို့အတွက်ကိုယ့်ရဲ့အာယုံစိုက်မှုတွေကိုကိုယ့်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးမှာ ဖြစ်ပေါ်နေတဲ့ခံစားချက်တွေကို ပို့ထားရပါမယ်ကိုယ့်ရဲ့ခြေထောက်တွေကနေစတင်လို့ဖြင်းညင်းစွာ ကိုယ့်ရဲ့ခန္ဓာကိုယ်အပေါ်ပိုင်းကိုတဖြည်းဖြည်းပို့လိုက်ပြီးတော့နောက်ဆုံးကိုယ့်ရဲ့ဥကောင်းအလယ်မှာ အဆုံးတက်ရပါမယ် ကိုယ်ခန္ဓာကိုယ်ရဲ့ဘယ်အစီပိုင်းကကြိုက်ခဲနေလဲတရော့ရော့ဖြစ်နေလားပူနေလားအေးနေလားဆိုတာကိုသိရှိအောင်လို့လှုံ့ဆော်ရမယ်ဒီလိုရုပ်ပိုင်းဆိုင်ရာခံစားချက်တွေကိုပြန်လည်သတိထားမိခြင်းအဖြစ်ကိုယ်ကဘယ်လိုမျိုးစိတ်ခံစားချက်နဲ့ကြုံတွေ့နေရလဲဆိုတာကိုလည်းပြန်လည်သတိထားမိလာမှာဖြစ်ပါတယ်ဥပမာကိုယ့်ရဲ့ဘိုက်ကအောင့်တလိုမျိုးခံစားနေရတဲ့ဆိုရင်ကြောက်စရာတစ်ခုခုနဲ့တွေးကြုံရတာ ဒါမှမဟုတ်စိုးရိမ်ပူပန်မှုတစ်ခုခုရှိနေတာစားရအတွက်ကြောင့်ဖြစ်နိုင်ပါတယ်။ကိုယ့်ရဲ့စိတ်ခံစားချက်တွေကို အတိအကျသိရှိအောင်လို့အတိပြုခြင်း၊တင်ယူခြင်းနေရာဖြင့်ဒီအချက်တွေကိုတံပိုးရှိတဲ့တရင်အချက်လည်းတွေဖြစ်အသုံးပြုနိုင်ပါတယ်။ဘလို့အသုံးချရမလဲဆိုတော့ကိုယ့်ရဲ့စိတ်ခံစားချက်တွေကိုသိရှိတဲ့အခါမှာပုံမအတိတ်ပဲရှိတဲ့ရွေးချယ်မှုတွေပြုလုပ်နိုင်အောင်ပြုလုပ်ရမယ်။ကိုယ်တကယ်ရှင်သန်နေထိုင်ခြင်းနဲ့ဘဝမျိုးနဲ့ ပိုနှိဆက်တဲ့ရွေးချယ်မှုမျိုးတွေကိုဖြစ်ချင်တဲ့လူမျိုးဖြစ်လာစေနိုင်တဲ့ဆုံးဖြတ်ချက်မျိုးတွေပြုလုပ်နိုင်ဖို့အတွက်အသုံးချနိုင်ပါတယ်။နောက်ထပ်လေ့ကျင့်ခန်းတစ်ခုကတော့ loving kindness meditation ပဲဖြစ်ပါတယ်။ဒီလေ့ကျင့်ခန်းအတွက်ကိုယ့်ရဲ့စိတ်ထဲမှာကိုသိရှိတဲ့လူတယောက်ကိုစွဲမြဲစွာ အာရုံစိုက်ထားရပါမယ်။ဒီလူကကိုယ့်အတွက် ကောင်းမွန်မှုတွေဖြစ်လာဖို့အတွက်စူတောင်းပေးနေတယ်လို့စိတ်ကူးရင်တွေးတော်ရပါမယ်။ ောက်တစ်ဆင့်အနေနဲ့ကိုကိုရန်ကလည်းသူတို့ရဲ့နှွေးထွေးတဲ့ချစ်ချင်းတွေနဲ့ပြည်နေတဲ့စူတောင်းတွေလိုမျိုးနဲ့အပြန်အလှန်စူတောင်းပေးရပါမယ်။တိတ်ဆိတ်စွာနဲ့သူတို့အတွက်ပျော်ရွှင်မှုတွေငြိမ်းချမ်းမှုတွေချစ်ချင်းမေတ္တာတွေရရှိအောင်လို့စူတောင်းပေးရပါမယ်။သူရဇနာပြုလုပ်ထားချက်တွေအရာ loving kindness meditation ကကိုကိုယ်တိုင်နဲ့တခြားသူတွေအပေါ်မှာကိုချင်းစာစိတ် စာနာနားလည်စိတ်တွေတိုးလာအောင်လို့လှုပ်ဆောင်ပေးနိုင်တယ်လို့ဆိုပါတယ်။နောက်ဆုံးလေ့ကျင့်ခန်းတစ်ခုကတော့ stop 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 ဖြစ်ပါတယ်။ဒီလေ့ကျင့်ခန်းကအလွန်စိတ်ပီစင်မှုများတဲ့အခြေအနေမျိုးမှာအထူးအသုံးဝင်တဲ့နေလန်တစ်ခုဖြစ်ပါတယ်။ stop stop သူ့ရဲ့အဓိပ္ပာယ်က s ကတော့ stop d က take a breath take a breath အသက်ရှူသွင်းတာ O က observe your direct experience P ကတော့ proceed with kindness ဒီစကားလုံးနေအတူောက်စလုံးဖြစ်တယ်အဲ့တော့အရင်ဦးဆုံး S stock ကတော့သူကရှင်းပါတယ်လောလောဆယ်ကိုလုံနေတာတွေတွေးနေတာတွေအလုံးကိုခဏရက်တန့်ပြစ်လိုက်ခြင်းဖြစ်တယ် T take a breath ကတော့သူကအသက်ရှူလေ့ကျင့်ခံပြုလုပ်လိုက်ပြီးတော့ကိုယ့်ကိုယ်ကိုတည်ငြိမ်သွားအောင်ကိုယ့်ရဲ့စိတ်အာရုံတွေကို လက်ရှိအချိန်ကို ရောက်ရှိလာအောင်လို့လှုံ့ဆော်မှုဖြစ်တဲ့ O of the ကတော့ကိုယ့်ရဲ့လက်ရှိဓာတ်ရိုက်အတွေ့အကြုံတွေကိုစောင့်ကြည့်ဖို့ပဲဖြစ်ပါလေစက္ကန့်အနည်းငယ်လောက်အချိန်ယူလိုက်ပြီးတော့ကိုယ်ဘယ်လိုခံစားနေရလဲကိုယ့်ရဲ့ခန္ဓာကိုယ်လှုပ်ရှားမှုတွေကဘယ်လိုဖြစ်နေလဲကိုယ့်ရဲ့အတွေးတွေကဘယ်လိုဖြစ်နေလဲဆိုတော့သိရှိအောင်လှုံ့ဆော်မှုဖြစ်တယ် B proceed with kindness ကတော့ကျင်နာမှုတွေနဲ့ရှေ့ဆက်ဖို့ပဲဖြစ်ပါတယ် ဒီလိုကြမ်းတမ်းတဲ့အချိန်ကာလရဲ့အလဲမာတော်မှာကိုကိုကူကျင်နာမှုတွေစာနာနားလည်မှုတွေရှိတဲ့အကြောင်းပြန်လည်စဉ်းစားဖို့ပဲဖြစ်ပါတယ်။ဥပမာတကယ်ချင်းတယောက်ယောက်နဲ့အဆက်တွေလုံးလိုက်တာလမ်းလျှောက်ထွက်လိုက်တာလိုမျိုးရိုးရှင်းတဲ့အပြုမှုတစ်ခုဖြစ်ပါတယ်။တင်းရဲ့စိတ်ကအနာဂတ်အကြောင်းစိုးရင်ပူပန်စိတ်တွေအတိတ်ကနေရုံမထွက်နိုင်မှုတွေနဲ့ပြည်နေပါလိမ့်မယ်။ဒါပေမဲ့တင်းကတင်းစိတ်အာယုံတွေရဲ့ ကြေးကြုံဖြစ်နေစေရမလိုအပ်ပါဘူး။ရိုးရှင်းတဲ့စိတ်ကိုငြိမ်းချမ်းစေတဲ့အလေးချင်တွေကတင်ကိုလက်ရှိပြစ်ဆုံးမှန်ကာလအပေါ်မှာပဲအာယုံစူးစိုက်မှုရှိနေအောင်လက်ရှိအချိန်မှာရှိနေတဲ့ခင်မင်ရင်းနှီးမှုတွေပျော်ရွှင်မှုတွေဘာပုံပင်တော့ကမှမရှိမှုတွေကိုခံစားနိုင်အောင်လှုံ့ဆော်ပေးပါတယ်။နောက်ထပ်အကြံပေးချင်တဲ့တစ်ချက်ကတော့အမိုက်မှောင်ဆုံးအအေးဆက်ဆုံးအချိန်တွေနဲ့တွေ့ကြုံရတဲ့အခါမျိုးတော့မှာ ချယ်ရီအောင်လွှမ်းတဲ့အခိုက်အတန့်တွေဖြစ်သွားအောင်လို့လှုပ်ဆောင်နိုင်တယ်ဆိုတာသိရှိထားဖို့ဖြစ်ပါတယ်။အေးဆက်တဲ့ဆောင်းရည်ဒီအချိန်လိုမျိုးကစိန်ခေါ်မှုတရက်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ဒီအချိန်မှာကျွန်တော်တို့အများစုကຫນွေဦးရည်ဒီရောက်တဲ့အထိရက်တွေကိုရှည်တွက်ရင်းနဲ့စောင့်ဆိုင်းနေကြလိမ့်ရှိတယ်။ဒါပေမဲ့စိတ်ကိုငြိမ်းချအောင်ပြုလုပ်ပေးနိုင်တဲ့ချီးကပ်နီးလန်းတွေနဲ့ဆိုရင်တော့ဒီလိုကြမ်းတမ်းတဲ့အချိန်ကတွေဆိုရင်လည်းရင်ဆိုင်နိုင်ပါလိမ့်မယ်။အရေးကြီးဆုံးအချိန်က ကိုမှရှိနေတဲ့လက်ရှိပစ္စုပန်အချိန်ဆိုတာကိုတတိအမြဲရနိုင်ဖို့လိုအပ်ပါတယ်ဒီအတွက်ကြောင့်ကိုယ်အတွက်တောက်ပလာမဲ့နေရက်တွေကိုမျှော်ချနေမဲ့အစားလက်ရှိမှာရှိနေတဲ့စောင်းရည်လိုမျိုးကြမ်းတမ်းတဲ့အချိန်တွေကိုပို့ပြီးတော့နှစ်သက်စရာကောင်းပြုလုပ်နိုင်တဲ့နည်းလမ်းတွေကိုရှာဖွေရပါမယ်ညနေခင်းမှာနှွေးထွေးသွားစေမဲ့ဖျောင်းနံမီတွေထုံးတာထိုင်ကုန်မှာစောင်းတွေခင်းလိုက်တာမောင်မဲရှေလျားလှတဲ့ညတွေမှာ ကိုယ့်အတွက်အဖို့ရရှိဖို့တငငချင်းတွေကိုဖိတ်ခေါ်ပြီးတော့စကားပြောဆိုတာဆရာတွေကိုပြည့်လုံနိုင်ပါတယ်။အသေးစိတ်အချက်လက်တွေကအစစိတ်ကိုငြိမ်ချမ်းစေတဲ့နိလန့်တွေနဲ့ချီးကပ်မယ်ဆိုရင်ကြမ်းတမ်းနဲ့စောင်းရည်လိုအခက်အခက်အခဲများတဲ့အချိန်အခါမျိုးတော်မှကိုယ့်အတွက်ပျော်ရွှင်စရာကောင်းတဲ့အချိန်တစ်ခု ဖြစ်လာပါစေလိမ့်မယ်။ဒီစောက်ထဲမှာပါဝင်တဲ့အကြောင်းအရာတွေကိုအချင်းချုပ်ပြီးတော့ကောင်းစဉ်လေးတွေကိုပြန်ပြီးတော့ပြောပြပေးပါမယ်။ စိတ်ငြိမ်းချမ်းမှုရရှိအောင်လေ့ကျင့်ခြင်းကတင့်ကို အတိတ်ကအကြောင်းအရာတွေထဲမှာပဲနှိမ့်မြုံမနေရအောင်အနာဂတ်ကိုတွေးပြီးတော့လဲစိတ်မောမနေရအောင်လို့ကိုညင်ပေးနိုင်ပါတယ်စိတ်ငြိမ်းချမ်းမှုကိုရရှိနိုင်မှုအတွက်ရိုးရှင်းတဲ့နေလအနိုင်ငယ်ကိုပဲတင်ယူလေ့လာဖို့လိုအပ်ပါတယ်ကျေးဇူးတရားကိုတန်ဖိုးထားခြင်းတရားထိုင်ခြင်းတို့ဖြင့်စိတ်ငြိမ်းချမ်းမှုရှိတယ်မနှခင်းကိုရရှိအောင်လို့လှုံ့ဆော်နိုင်ပါတယ်စိတ်ငြိမ်းချမ်းမှုရှိခြင်းကတင့်ကိုပုံမကောင်းမွန်တဲ့ ဆက်သွယ်ပြောဆိုတက်တဲ့သူတို့ဖြစ်လောင်းကူညီပေးနိုင်ပါတယ်။တင်းရဲ့အားလက်ချင်တွေကတင်းအတွက်အဖိုးတန်တဲ့အရင်းမြစ်တွေဖြစ်ပါတယ်။ဒါတွေကို မဖြုံးတီးပစ်ဖို့လိုအပ်ပါတယ်။ပွေဖတ်တဲ့ meditation တွေကလည်းကိုချစ်ခင်ရတဲ့သူတွေကိုသူတို့အပေါ်မှာဂရုစိုက်မှုရှိတယ်ဆိုတာကိုပြသဖို့အတွက်ကူညီပေးနိုင်ပါတယ်။စိတ်ငြိမ်းချမ်းမှုရှိခြင်းကတင်းကိုအမှန်တကယ်စိတ်မှန်စွာကိုယ်ကိုရရောက်ရှိနေသလိုခံစားရအောင်လို့ပြုလုပ်ပေးနိုင်ပါတယ်။ မင်္ဂလာပါ Mindful Day ဆောင်တဲ့ကအရေးကြီးတဲ့အချက်လေးတွေကိုထုတ်တော့ပြီးတော့ summary လောက်အနည်းချုပ်ပြီးတော့ပြောပြပေးသွားခဲ့တာဖြစ်ပါတယ်။အစကနေအဆုံးထိဇွဲရှိရှိနဲ့စိတ်ရှိသေးကံမှုအပြည့်နဲ့နားဆင်ပေးတဲ့မိတ်ဆွေကိုကျေးဇူးအရမ်းတင်ပါတယ်ခင်ဗျာ။အခုလိုတန်ဖို့ရှိတဲ့ဘုဒ္ဓတာအကြောင်းအရာတွေကိုဆက်လက်တင်ဆက်ပေးသွားအောင်မှာတပြီးတော့နားဆင်လို့ပါကကျွန်တော်ရဲ့ share LSV log YouTube channel လေးကို subscribe လုပ်ဗီဒီယိုလေးတွေ like လုပ် notification on ထားပြီးပို့ request လုပ်ပါရစေ။မိတ်ဆွေများအားလုံးပဲ စိတ်ချမ်းသာကိုချမ်းမှာအမြဲတမ်း stress တွေခင်းတဲ့အောင်မြင်ဖြစ်ရှင်တဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ